မယုံရင်ပုံမြင်မှတ်လို့ဆိုရလာအောင်တရေသစီပရလောကသားတွေနဲ့ပတ်သက်တဲ့အဖြစ်ပြက်ဇလန်းတွေဟာကျွန်တော်တို့ပေါင်းခြင်းမှာအများအပြားကြားသိနိုင်ပါ रे နီးပညာတိုးတက်လာတဲ့အခုလိုကာလတွေမှာနီးပညာတွေရဲ့အကျိုးကျေးဇူးကြောင့်တချို့သော၆ချားဘွေရာဖြစ်ရတွေကိုမိမိရဲ့ရာမှတ်တမ်းတင်လာနိုင်ခဲ့ကြပါ रे ဒီကနေ့မှာတော့သင်တို့အတွက်ထိတ်လန့်၆ချားစီမဲ့ကဘာတလွားကကြောက်မက်ဘွေရာတရေသစီတွေးရှိမှုမှတ်တမ်းတချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါကဲဒီတော့တင်တို့လဲထိုင်လန်ဘွေရာပရာလောကဖြစ်ရတွေကိုကြည့်ရှုဖို့အစင်းသင်းဖြစ်ပြီဆိုရင်တော့အခုပဲအစီအစဉ်လေးကိုစလိုက်ရအောင်ပါ ဒီထိတ်လန့်မွေရဗီဒီယိုကိုတော့အင်တာနက်အသုံးပြုသူတို့ကဝေမျှခဲ့တာဖြစ်ပြီးဒီပြစ်စင်မှာတော့အမျိုးသမီးတဦးဟာသူ့မမှာတစေ6တဲ့အယုတ်တယုတ်ရှိနေပြီးအဲ့ဒီအယုတ်ဟာမကြာခဏဆိုသလိုသူ့ဟာသူနေရာရွေးနေတယ်ဆိုတာကိုသတိပြုမိတယ်လို့ဆိုလာပါရင်အဲ့ဒီနောက်မှာတော့ကြည့်ရှုသူတွေရဲ့မကြာခဏတောင်းဆိုမှုကြောင့်သူ့မလည်းအယုတ်ကိုကင်မရာနဲ့မှတ်တမ်းတင်ရိုက်ကူးထားဖို့ဆုံးဖြတ်ခဲ့ပြီးပြပြတဲ့မြအားလုံးကိုတိုက်ရိုက်ထုတ်လင့်တင်ဆက်နေခဲ့ပါရင်တနိုင်းလောက်ကြာမြင့်ပြီးတဲ့အချိန်မှာတော့တန်တရားဝင်လာကြတဲ့ကြည့်ရှုသူတွေကလည်းဗီဒီယိုကိုအသေးချာကြည့်ရှုလာကြပြီး ရွေးရှားမှုတချို့ကိုပါအမှန်တကယ်မြင်တွေ့လာပါတယ်။ဒီမရဲ့ဗီဒီယိုကိုလည်းကြည့်ကြည့်လိုက်ပါ။အယောက်ကတော့အမှန်တကယ်ရွေးရှားတာမျိုးမတွေ့ရပါပဲ။စတိုကန်ဗီရိုနာကပစ္စည်းတွေဟာရုတ်တရက်ရွေးရှားလာပြီးအခန်းတစ်ခုလုံးပြောင်းစံနေပါတယ်။ကြီးရှုတဲ့သူတွေလည်းအယောက်ဟာပျက်စီးကြားတွေထဲမှာပိတ်မိခဲ့တာကိုတွေ့ရပြီးအမျိုးသမီးပြောတယ်လို့ဒီမရဲ့အယောက်ဟာ၆လက်နေခဲ့တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီမရဲ့အိမ်က၆လက်မှုတွေရှိကောင်းရှိနိုင်တယ်လို့တခြားသောကြီးရှုသူတွေကလည်းဒီ၆လက်ပေါ်ရတဘာဝလုံးအဖြစ်ပြက်တွေဟာအယောက်ကိုဗဟုပြူပြီးဖြစ်ပြက်နေကြတယ်လို့ဆိုပါရီး။ တချို့သောကြည့်ရှုသူတွေကတော့ဒီဖြစ်ရပ်တွေမတိုင်ခင်မှာအယုတ်ကလှုပ်ရှားနေတာတော့မြင်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီဖြစ်ရပ်အတွက်တိကျတဲ့ဖြေရှင်းချက်ကိုတော့ဘယ်သူမှမပေးနိုင်ခဲ့ကြပါဘူး။ကဲဒီတော့တင်းတို့ရောဒီဖြစ်ပျက်တဲ့ပတ်သက်ပြီးဘယ်လိုများယူဆလဲဗျ။ comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါနှုတ်ဆက်ခွဲခွာခြင်း ဇီဇီဆိုတဲ့အမျိုးသမီးတူဟာလွန်ခဲ့တဲ့၈လလောက်ကမှခင်မွန်းဖြစ်သူကိုဆုံးရှုံးခဲ့ရတာပါ။သူမကခင်မွန်းဖြစ်သူကိုမထိမထားပဲရုတ်တရက်ဆုံးရှုံးခဲ့တာဖြစ်ပြီးတရက်မှာတော့သူမရဲ့သားဖြစ်သူနဲ့သူတို့ဟာအိမ်ရှိတကမာကြီးကနေအိမ်ပြင်လမ်းစီကိုရှောက်သွားနေတော့လုံခြုံရေးကင်မရာကနေထူးဆန်းတဲ့ဖြစ်ရက်တစ်ခုအခုလိုပဲရိုက်ကူးမိပါတယ်။သူမလည်းဒီဖြစ်ရက်ဟာအနေငယ်ထူးဆန်းတယ်လို့သားဖြစ်သူကကွဲလွန်သွားတဲ့အဖေနဲ့စကားပြောနေပုံကလည်းတမျိုးတစ်ပုံချစ်စရာကောင်းနေတာကြောင့်ဗီဒီယိုကိုအင်တာနက်ပေါ်မှာပြန်လည်ဝေမျှခဲ့ပါတယ်။ hood up. Say hi, Gina. Oh wait. What? No. Okay. Oop. Come on, parents. I think my mom's got fun. Okay. Bye, Daddy. ဒီဗီဒီယိုဟာတဘာလုံးဖြစ်စဉ်ဟုံမဟုံဆိုတာနဲ့ပတ်သက်လို့သူမကတော့တစုံတရာပြောဆိုခြင်းမပြုခဲ့ပါဘူး။ဒါပေမဲ့ဗီဒီယိုက online ပေါ်ရောက်သွားတဲ့အချိန်မှာတော့ကြည့်ရှုသူတွေကလည်းသူတို့ဟာဗီဒီယိုထဲမှာထူးဆန်းတဲ့အတန်တစ်မျိုးကိုကြားလိုက်ရတယ်လို့ဆိုပါရယ်။သူတို့ကတော့အဲ့ဒီအတန်ဟာတခြားသောဘဝတစ်ခုကဆက်သွယ်ဖို့ကြိုးစားလာတဲ့ကောင်းလေးရဲ့အဖေရဲ့အတန်ဖြစ်မယ်လို့ယူဆခဲ့ပါရယ်။ ဗီဒီယိုကိုအတန်မြင့်ပြီး Charles တယောက်တကဘောက်ကနေထွက်လာတဲ့အချိန်ပြန်ပြီးကြည့်ရှုမယ်ဆိုရင်တော့တင်းတို့လည်းအခုလိုမြင်ရမှာပါ။ Handy ဆိုတဲ့တီတိုပြောတဲ့တစ်ခုကိုထွက်လာပြီးကောင်းလေးကလည်းပောင်းင်းချင်းကိုလှည့်ပတ်ကြည့်အတန်ပိုင်ရှင်ကိုရှာဖွေနေပုံရပါပြီ။ပိုဘီထူးဆန်နာကသူကအဲ့ဒီအတန်ဟာဖခင်ဖြစ်သူရဲ့အတန်လို့ပဲယူဆသွားပြီးအနီးနားကိုရှောက်လာတယ်လို့အဖေကတားကိုလာဖတ်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထူးဆန်နဲ့တီတိုဆန်တန်ထွက်ပေါ်လာခဲ့ပါတယ်။ဒီတော့ Charles ကလည်းတကယ်ပဲရုတ်တရက်ကွဲလွန်သွားတဲ့ဖခင်ဖြစ်သူရဲ့ဝိညာဉ်ကိုမြင်တွေ့ခဲ့ရလား။ အဲ့ဒီဝိညာဉ်ကတော့တကယ်ပဲ Charles တင်တယ်လို့သူ့ကိုနှုတ်ဆက်ဖို့ပွေဖက်ခဲ့တာလားလူကြီးမင်းရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာပေါ်ဆွေးနွေးပြသလိုက်ပါတဆေဘုတ်ပြာအမျိုးသမီးတူကတဆေ6လနဲ့အိမ်ထဲကိုတကိုးရေးလေးလာစူးစမ်းမှုပြုလုပ်ခဲ့ပြီးသူမဟာ Brander ဆိုတဲ့ဝိညာဉ်တစ်ခုရဲ့ WG Box တုံရင်ဆက်သွယ်ပြုလုပ်ဖို့စူးစမ်းခဲ့ပါတယ် It is not Brenda. You've just said it's Brenda. It's not Brenda, is it? ။သူမကတော့အဲ့ဒီအိမ်မှာဝင်းကြီးတွေရှိတယ်လို့ယုံကြည်နေပြီ။သူမရဲ့တဆေဘုတ်ပြားကလည်းမေးမြန်းမှုပြုလုပ်တဲ့အချိန်မှာတော့သူမဆက်သွယ်မိတာဟာဒီတဲ့ပုံမှုစိုးရတဲ့အရာတစ်ခုဖြစ်တဲ့အကြောင်းသိလာပါပါတယ်။ကဲဒီတော့ဒီမှတ်တမ်းဗီဒီယိုကိုလည်းကြည့်ကြည့်လိုက်ပါ။သူမရဲ့အပေါ်ထက်ကြမ်းမြင်ကထူးဆန်းတဲ့အတန်တန်ကြားလိုက်ရတယ်လို့သူမရဲ့နှာခေါင်းကလည်းသွေးတွေစတင်ယိုစီလာပါတယ်။ဒါပေမဲ့သူမကတော့ဆက်သွဲမှုတွေဆက်လက်ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီးအဲ့ဒီအချိန်မှာပဲရုတ်တရက်ဦးကြီးဘုတ်ကလည်းစပွဲပေါ်ကနေလွင့်ဆင်သွားပါတယ်။ ဒါကြောင့်နောက်ဆုံးမှသူမလည်းလက်လျှော့လိုက်ရပြီသူမလည်းဆက်သွဲထားတာကိုလည်းရက်တန်ဤနေရာကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အိန်ဂျလိုဆိုတဲ့အမျိုးသားကလည်းတစိ6လန့်နေလို့နမဲကြောတဲ့တောအုပ်ထဲကိုစခန်းချခီးထွက်လာပြီးဘေးပဝင်ချင်းရဲ့6ချားစီရအငွေ့သက်တွေကိုစတင်ခန်းစားလာပါတယ်ဒါပေမဲ့သူကတော့ဘာဖြစ်ဖြစ်ဝီဂျီဘုတ်ကိုတောင်းရင်အနီနာကဝင်းကြီးတွေနဲ့ဆက်သွဲမှုဆက်လက်ဖို့ဆုံးဖြတ်ခဲ့ပြီးအဲဒီနောက်မှာတော့တင်းတို့မျောလင်းထားတယ်လို့ပဲအဆုံးသက်ကတော့မကောင်းပါဘူး Should something move outside the tent?

It literally walked as it it walked. It literally sounded as Stacy. What the f- was that? No, nope. no, no, no. That's. I don't know what the hell that was. I don't know if I want to know what the hell that was. Honestly, I think I should probably leave. Angelo လည်းအပြင်ကလာတဲ့အတန်တွေကြောင့်စတင်ထိတ်လန့်လာပြီ။အဲ့ဒီအတန်တွေဟာတဲပဝင်းကျင်မှာ တောက်လျှောက်ထွက်ပေါ်လာနေတာကြောင့်သူလည်းဒီနေရာကထွက်သွားဖို့အချိန်ကျပြီဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ Brando Casno ဆိုတဲ့အမျိုးသားကလည်းသူ့ရဲ့အိမ်မှာ UG Boat အသုံးပြုခဲ့တဲ့အကြောင်းပြောလာပြီ။သူလည်းပဲအဆုံးသတ်တော့မလှပါဘူး။သူကဒီ EG boat ကိုအတုံးပြူရင်ဆက်သွဲပြီးချိန်ကစလို့အိမ်ထဲမှာထူးဆန်းတဲ့သဘောအလွန်ဖြစ်ရတွေစတင်ကြုံတွေ့လာပြီ တညမှာတော့သူရဲ့တခြားအခန်းတခန်းထဲကရွေရှားတံတွေကြောင့်အိယာကလန်နူလာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူလည်းဖုန်းကိုကောက်ယူလိုက်ရင်အခုလိုပဲဗီဒီယိုမှတ်တမ်းတင်ရှာကူးထားပါတယ်။ထူးဆန်းတဲ့ဖြူပြဖြူရမျက်နှာတစ်ခုဟာအိမ်ရဲ့ဒေါင်တနေရာကနေချောင်းကြည့်နေတာဖြစ်ပြီးဘရန်ဒေါ်လည်းအနားကိုချီကပ်သွားတဲ့ချိန်မှာတော့အဲ့ဒီညမှာဘာမှမရှိပါဘူး။ထိတ်လန့်သွားတဲ့သူကလည်းသူ့ရဲ့အခန်းထဲကိုပြန်သွားဖို့ကြိုးစားပြီးမယ်။တကားကသူ့ရှိမှလည်းအလိုလိုပိတ်သွားခဲ့ပါတယ်။ Brandor လည်းဒီအဖြစ်အပျက်ကြုံလာပြီးတဲ့နောက်မှာသူ့အနေနဲ့ OG Book ကိုနောက်ထပ်ဘယ်တော့မှအသုံးပြုမှာမဟုတ်တဲ့အကြောင်းပြောလာပြီး ကံကောင်းစွာနဲ့ပဲသူ့ရဲ့အိမ်ကတဘာဝလုံးအဖြစ်ပြက်တွေးကတော့တဖြည်းဖြည်းနဲ့လျှော်ပါပြောက်ွယ်လာခဲ့တယ်လို့ဆိုပါရီကျူးကျော်ဝင်ရောက်လာတယ်ညာဂျနက်ဆိုတဲ့မျိုးသမီးတူဟာသူ့မရဲ့တိုက်ခန်းအသည့်ကိုပြောင်းရွှေ့လာပြီးမကြခင်မှာပဲသူ့မအကလေးကျင့်နေတာကိုဗီဒီယိုမှတ်တမ်းတင်ရှိုက်ကူးထားတော့တိတ်လန့်ပွေရဖြစ်စဉ်တစ်ခုကြုံတွေ့ရပါတယ်နံပါတ်

သူမရဲ့အဆိုအရကျူးကျော်ဝင်ရောက်လာသူဟာအမျိုးသားကိုဖမ်းမမိခဲ့တယ်လို့အဖြစ်ပြက်တွေကလည်းပုံမစမ်းကြေလာပါတယ်။အကြောင်းကတော့ဂျနက်ဟာသူမရဲ့ထိတ်လန့်ပေါ်ရအတွေ့အကြုံကိုအွန်လိုင်းမှာဗီဒီယိုတင်မျှဝေခဲ့ပြီးကြီးစုသူတွေကလည်းအယံထူးဆန်းတဲ့တစုံတစ်ခုကိုမြင်တွေ့ရလိုပဲဖြစ်ပါတယ်။ဂျနက်ဟာသူမရဲ့အိတ်ခမ်းထဲကထွက်လာစဉ်ကတစုံတစ်ယောက်ဟာသူမထွက်ပြေးနိုင်အောင်လမ်းကြောင်းရှင်းပေးတဲ့အနေနဲ့သူမရဲ့အရှိကတကားကိုကြိုးဖွင့်ပေးထားတယ်လို့ဖြစ်နေကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဂျနက်ကတော့ဒါဟာဘလို့ဖြစ်သွားတယ်လဲဆိုတာသူမလည်းမသိဘူးဆိုပါတယ်။ ဒါပေမဲ့နောက်ထပ်ရဲ့အနေငယ်အကြံမှာတော့ဂျန်နနဲ့သူမရဲ့တငယ်ချင်းတွေလည်းအိမ်သစ်ပြောင်းလာစဉ်ကပါလာတဲ့အထုပ်ပိုးတွေကိုဖွင့်ပေါင်းရင်းပစ္စည်းတွေနေရာချထားပေးပါရစေ။အဲ့ဒီအချိန်မှာပဲသူမရဲ့တငယ်ချင်းကလည်းပုံစံတစ်ခုကိုမြင်အလံကြာအော်ဟစ်လာပါရစေ။ What? You saw me. You saw a man in my bedroom? ဂျနက်တငယ်ချင်းလေးရဲ့အဆိုအရသူမဟာအိတ်ခန်းထဲမှာအမျိုးသားတူမတ်တက်ရတာမြင်တွေ့ခဲ့ရပြီခဏလောက်အကြာမှာတော့အဲ့ဒီအမျိုးသားလည်းနေရာမှာမတွေ့ရတော့ပါဘူးဒီလိုနဲ့ရန်နေငယ်အကြာမှာတော့ဂျနက်လည်းသူမရဲ့တိုက်ခန်းထဲကထူးဆန်းတဲ့အတန်လေးထွက်လာတာကြားပြန်ပြီသူမထမှန်ကြုံတွေ့ရတာကလည်းအိမ်မဆိုးတစ်ခုလိုတောင်ဆိုနိုင်ပါသေးတယ် နဲ့လည်းအင်ရှီတကားကထွက်ပြေးဖို့စဉ်းစားခဲ့ပြီးမယ်အနာကအိတ်ခမ်းနဲ့အရင်ဝင်ပြေးသွားပြီးသူမရဲ့ငရုတ်ကောင်စပရေးကိုသွားယူလိုက်ပါတယ်ဒါပေမဲ့သူမနောက်ပြန်လှည့်ကြည့်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အတော်လေးထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်သူမရဲ့အိတ်ရခင်မှာအခုလိုပဲတစုံတစ်ယောက်ကဖိထားတယ်လို့အရာတွေပေါ်နေတာဖြစ်ပြီးသူမလည်းကြောက်ကြောက်လန့်လန့်နဲ့အိတ်ခမ်းနဲ့ကိုထွက်ပြေးလာပြန်ပါတယ်သူမရဲ့အိတ်ခမ်းကိုပြန်လှည့်ကြည့်ရှုတဲ့အချိန်မှာတော့အိတ်ရဘော်ကအရာတွေလည်းပျောက်ကွယ်သွားတာတွေ့ရပြီး လက်ရှိမှာတော့ channel တွေသူမရဲ့တိုက်ခန်းတွေမှာဖြစ်ပျက်တဲ့အရာတွေကြောင့်အတော်လေးထိတ်လန့်နေကြတယ်လို့ဆိုပါရယ်လက်ရှိမှာတော့သူမရဲ့ဘာဆက်ဖြစ်မလဲဆိုတာဆုံးဖြတ်ချက်မချရသေးခင်အထိတိုက်ခန်းမှာလက်ရှိတငယ်ချင်းတယောက်ကအတူတူလာနေပေးပါရယ်ဒီတော့ကြည့်ရှုနေတဲ့တင်တို့ရောဒီဖြစ်ရက်ကိုဘယ်လိုများထင်မြင်မိလဲဗျဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ကြည့်ရှုသူတိုင်းကိုကြောက်လန့်တုန်လှုပ်သွားစေတဲ့အင်တာနက်ပေါ်ကထိတ်လန့်ခြောက်ခြားပေါ်ရဗီဒီယိုမှတ်တမ်းတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါအခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတင်တို့ရဲ့ထင်မြင်ချက်လေးတွေရှိမယ်ဆိုရင်လည်း ခေါ်မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါဒီအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ